င်္ဂလာပါရှင်ရေကုန်ခစ်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အေးသိမ့်ပိုင်ထားတဲ့မောင်တော်မြို့ကိုဘုံကျဲရာမှာစစ်ကောင်စီဘတ်တော်သား90ကျော်တည်သွားပြီးမောင်တော် UN ရုံးကိုလည်းစစ်လေရင်နဲ့ဘုံကျဲခဲ့ပါတယ်ရန်ကုန်မှာဆက်အနာရှင်စန့်ကျင်ရေး sound box အတန်အတွင်းကြွေးကြော်နေမှုကိုလာသိမ့်တဲ့စစ်ထောက်လိုင်းတပ်ဖွဲ့ဝင်ရဲ့ပြောဆိုလှုပ်ရှားမှုတွေကိုမှတ်တမ်းရယူနိုင်ခဲ့တဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်မှာအေးသိမ့်ပိုင်ထားတဲ့မောင်တော်မျိုးလေးမှန်ခြေဆိုင်နေချားဆောင်တက်ဖွဲ့ကွဲနတ်ခကနှစ်ကိုစစ်ကောင်စီကတိုက်လင်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းစစ်ကောင်စီဘက်တော်သား90ကျော်တေသွားခဲ့လို့အေးကသတင်းထုတ်ပြန်ပါတယ်သတင်းမာလာကိုရတဲ့ည9နိုင်ခွဲလောက်မှာဖက်စစ်အကြမ်းဖက်စစ်ကောင်စီတက်ကလေချောင်းကနေဂျက်တိုက်လေရင်နှစ်စီးနဲ့နှစ်ကြိမ်တိုင်းလက်ရောက်ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုတက်ခတ်မှုကြောင့်မောင်တော်မျိုး ေးမိုင်နက်ခကနှစ်စခန်းမှာခဏထိမ့်သိမ်းထားတဲ့စစ်တုံပန်းအရက်သားအချင်းသားတွေတဲကမောင်တော်မြို့သိမ်းတပွဲတွင်ဖမ်းဆီးရမိထားတဲ့စစ်တုံပန်းတွေအာစာအားဆိုလက်နက်ကန်တပ်ဖွဲ့ဝင်တွေဖက်စစ်အကြမ်းဖက်စစ်ကောင်စီတင်းနှင်းစင်းလက်နက်ကန်တွေဖက်စစ်အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကင်တို့တွေတေဆုံးခဲ့လို့အေကထုတ်ပြန်ထားပါဗျ။ဒါအပြင်စစ်တပ်ကလေ့ကျင့်ထားတဲ့သတင်းပေးတွေစစ်တပ်လောက်ကန် ALP နဲ့ဆက်ဆက်နေသူတွေတန်တဲ့ရအမျိုးမျိုးနဲ့စစ်စေးမင်းမြန်ဖို့ဖမ်းဆီးထားသူအချို့အပါဝင် စုစု ပေါင်းအကျဉ်းသား90ကျော်ပွဲချင်းပြီးတည်ဆုံးခဲ့ကမြောင်များစွာလည်းဒဏ်ရာရှိခဲ့ပြီးပြင်းထန်ဒဏ်ရာနဲ့အသက်အန္တရာယ်ဆိုရင်ရသူများစွာတို့လည်းဆက်လက်ရှိနေတယ်လို့အေအေကထုတ်ပြန်ထားပါဗျ။အဲဒီလိုည8နိုင်လောက်ကမောင်တော်မျိုး3မိုင်နဲ့ဝေတာလီရွာအတွင်းမှာရှိတယ်။ UN အဆောက်အုံတို့ကအကြက်ဖက်စစ်ကောင်စီကလေရင်နဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။ ီတစ်ခါမှာတော့မြန်မာနိုင်ငံတဝန်းမှာ9ရက်အတွင်းလူပေါင်း63ဦးကိုလေကြောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့တဲ့မေးအောင်လိုင်းကဂျနီဗာကွန်ဗင်းရှင်းနဲ့အညီစစ်တပ်ကဆောင်ရွက်နေတယ်လို့ ICRC ဥက္ကဋ္ဌကို ပြောင်းလဲပြောဆိုခဲ့ပါတယ် ICRC ဥက္ကဋ္ဌနဲ့အကြံဖက်မေးအောင်လိုင်းတို့နေပြည်တော်မှာစက်တင်ဘာလ9ရက်နေ့ကတွေ့ဆုံစင်မှာမေးအောင်လိုင်းကပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်အဲလိုတွေ့ဆုံစင်မှာ အကြံဖက်စစ်ကောင်းဆောင်ကစစ်တပ်အနေနဲ့ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီဆောင်ရွက်နေတယ်လို့ပြောဆိုပြီး IC SCRC အနေနဲ့လည်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးရရမှာ မသက်ဆိုင်သူတွေစီကိုမရောက်ရှိစေရေးစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်ကဂျနီဗာကွန်ဗင်းရှင်းနဲ့ညီဆောင်ရွက်နေရလို့ပြောင်းလဲခဲ့ပြီမဲ့လေစတင်ပါလ9ရက်နေ့ကနေစတင်ပါလ9ရက်နေ့ထိလူပေါင်း63ဦးကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့စစ်ရှောအကြမ်းဖက်စစ်ကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းတိုက်ခိုက်မှုတွေနေစဉ်ပြုလုပ်နေပြီးစစ်ရာဇဝဲမှုကျုံ့နေမှုတွေကိုမှတ်တမ်းတင်ကအိနေချင်းနိုင်ငံတွေရဲ့နိုင်ငံကအဖွဲ့အစည်းတွေကိုပေးပို့သွားမယ်လို့ညီတော်မဟာမိတ်သုံးဘွဲ့ကတည်င်းထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံအနှံ့ပြားမှာလှက်ပတ်ကစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့တရင်တက်မှာဆက်ကခအဆရှိတဲ့စစ်တိုင်းဌာနချုပ်တွေအပါအဝင်မြို့ရွာအမြောက်များကိုနေစဉ်နှိပါလက်လွတ်ဆုံးရှုံးနေရတာကြောင့်တော်လိုင်းလက်နက်ကန်အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့မြို့ ရွာတွေကအပြစ်မဲ့အရက်သားပြည်သူတို့ရှိရာနေရာတွေလူနေထူထပ်တဲ့နေရာတွေကိုလေချောင်းကနေနေစဉ်ရက်ဆက်နေညံ့မြွေဘုံကျဲတိုက်ခိုက်မှုတွေကိုအညိုတကြီးနဲ့ယခုရပိုင်းအတွင်းမှာဇက်တိုက်လှုပ်ဆောင်နေတာကိုတွေ့ရှိရပါတယ်။အဲလိုတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတွေကလင်းငယ်တွေကိုဝန်ဆောင်တွေအပြင်တော်လဲအဖွဲ့အစည်းတွေမှာစစ်တုပ်ဖျန်းဖြစ်ရှိနေတဲ့အကြမ်းဖက်တပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေပါသေဆုံးဒဏ်ရာရှိမှုတွေမှာနေရန်ဒီပါဖြစ်ပျက်နေရလို့လည်းသိရှိရပါတယ်။အဲလိုစစ်ရှုံးအကြမ်းဖက်စစ်ကောင် င်စစ်ရဲ့စစ်ရာဇဝတ်မှုလူသားမျိုးနွယ်ပေါ်ကိုပြစ်မှုကျူးလွန်နေတဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရက်တွေကိုညီတော်မာမေသုံးဘွဲ့အနေနဲ့မှတ်တမ်းတင်ထားပြီးအင်းနီးချင်းနိုင်ငံတွေအကြမ်းဖက်တိုက်ခိုက်မှုကိုမလိုလားတဲ့ယဉ်ကျေးတဲ့နိုင်ငံကအဖွဲ့အစည်းတွေစီကိုပေးပို့သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်လုပ်ရက်မျိုးစုံကိုနေ့စဉ်ပုံစံအမျိုးမျိုးနဲ့လျဲစက်ရဲကျူးလွန်နေတဲ့စစ်ရှုံးစစ်ကောင်စီခေါင်းဆောင်တွေရဲ့အမိန်ပေးတောင်းပေးခြင်းခံထားရတဲ့လေတရဲတွေအနေနဲ့လည်းအခုလိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးမှာပါဝင်ဆောင်ရွက်မှုမျိုးမလုပ်ကြဖို့ကိုလည်း ယ်တိုက်တွန်းအပ်တယ်လို့လည်းညီနောင်မဟာမိတ်သုံးဘက်ကထုတ်ပြန်ပြောဆိုထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ကပြည်သူ့စစ်ကောင်ဆောင်သကုံတရင်က KIA နဲ့ PDF ကိုတိုက်ခိုက်ချိန်မုံဖို့အမိန့်ပေးမှုမှာမထုတ်ပြန်တဲ့စစ်မိန်ဖြစ်တယ်လို့ KIA ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကမနေ့ကလူမှုကွန်ရက်မှာမှတ်ချက်ပြုရေးသားထားပါတယ်စစ်ကောင်စီလက်အောက်ကကချင်ပြည်နယ်အထုဒေသတဲ့ဥက္ကဋ္ဌသကုံတရင်က2024ခုနှစ်ဇွန်လ9ရက်နေ့စွဲနဲ့ KIA နဲ့ PDF ကိုတိုက်ခိုက်ချိန်မုံဖို့အတွက်စစ်မိန်ကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ် အဲထုတ်ပြန်ချက်တန်းမှာစစ်ကောင်စီလောက်ကန် BGF နေကြားဆောင်တပ်ဖွဲ့တထောင်တဲတထောင်နှစ်တထောင်သုံးတပ်ဖွဲ့တွေနဲ့ဒေသလက်လက်ကိုင်ပြည်သူစစ်ရဲဘော်တွေအနေနဲ့ KIA နဲ့ PDF တွေကိုရှင်းတော့ပိတ်ပြီးတိုက်ခိုက်ချိန်မုံကြဖို့နဲ့ပြန်လည်ထွက်ခွာခွင့်မပေးကြဖို့သကုံတည့်ရင်ကအမိန်ပေးခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ဝိုင်းမော်ချီဗီဒေသအပါဝင် ကချင်ပြည်နယ်တဝန်းစစ်ကောင်စီတပ်စခန်းတွေပြည်သူစစ်စခန်းတွေနေကြားဆောင်တပ်စခန်းတွေကို KIA PDF တပ်တွေကစစ်စင်ရေးနဲ့ ိုက်ခိုက်သိမ့်ပိုက်နေတာဖြစ်ပြီးစစ်တပ်စခန်းယာကျော်အထိတိုက်ခိုက်သိမ့်ပိုက်ရရှိထားပြီလည်းဖြစ်ပါရဲ့ရှင်။ စကန်းတန်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကန်းတန်းအရာတော်မုံရွာလမ်းဘက်မှာအကျန်းဖက်စစ်ကြောင်းနဲ့ရင်တန်းကို6ရက်ဆက်တက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကအရာရှိတူပါဝင်9ဦးသေသွားခဲ့လို့ Black Dragon အဖွဲ့ကပြောပါရယ်။တတိမာလာ၄ရက်နေ့ကအရာတော်မျိုးကထွက်ခွာလာတဲ့အကျန်းဖက်စစ်ကြောင်းကိုခြုံခိုတက်ခတ်ခဲ့ရမှာတပ်သား6ဦးနဲ့အရာရှိတူသေဆုံးခဲ့လို့လည်းသိရှိရပါရယ်။တတိမာလာ9ရက်6ရက်နေ့စတတိမာလာ9ရက်နေ့တို့ကမုံရွာအရာတော်လမ်းဘက်ကိုရောက်ရှိလာတယ်။အကျန်းဖက်စစ်ကြောင်းတွေကို drone တွေနဲ့ဘုံ ကျဲတက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရသူတွေမပြခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒဏ်ရရှိသူတွေရှိသလိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်းဒဏ်ရရရှိတဲ့သူတွေရှိတယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရန်ကုန်မြို့တင်ငန်းကျွန်းမြို့နယ်ငမိုးရည်ဆက်ပြစီလူကူဂုံတရားပေါ်မှာဆရာနာရှင်စန့်ကျင်ဆောင်းဘောက်ချလှုပ်ရှားမှုကိုလာရောက်တင်ဆက်ခဲ့တဲ့စစ်ထောက်လိုင်းရင်တပ်ဖွဲ့ဝင်တဦးရဲ့ပြောဆိုလှုပ်ရှားမှုတွေကိုမှတ်တမ်းရောက်နိုင်ခဲ့လို့သိရပါတယ်။တင်ငန်းကျွန်းမြို့နယ်ငမိုးရည်ဆက်ပြစီလူကူဂုံတရားပေါ်မှာတင်ငန်းကျွန်းနဲ့စံပြလှုပ်သားများလူလူတွေကူးဆောင်ကော်မတီကဆောင်းဘောက်ကိုချပြီးဆရာနာရှင်စန့်ကျင်လှုပ်ရှားရေးကျွေးကြော်အတန်းဖွင့်ထားခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီ sound box ကိုစစ်ထောက်လိုင်းရဲကလာရောက်တင်ဆက်ခဲ့တာကိုလည်းလှုပ်ဝက်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ sound box နဲ့ဖွင့်ထားတဲ့ဆရာနာရှင် ကြွကြော်သံမှာစီတပိတ်တာတပေါင်းမင်းအောင်လိုင်းတေမရောင်စံတပီ6000ကျွဲစိုးဝင်းခေါင်းကိုခွဲစစ်မှုရန်ဥပဒေအလိုမရှိစတဲ့ကြွကြော်သံတွေကိုလူလူကြားတဲ့အောင်မြင်မြင်ထုံးလွှင့်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုဖွင့်ရမှာလဲအနီးပတ်ဝန်းကျင်ကပြည်သူတွေစိတ်ဝင်စားနားထောင်နေကြစဉ်အတွင်းလူကူးခေါင်းကျော်တတာအနီးမှာရှိတဲ့အရက်ဖို့စစ်ထောက် ရင်တပ်ဖွဲ့ဝင်တို့က sound box ကိုလာရောက်သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။အဲလိုသိမ်းယူပြီးတဲ့နောက်မှာစစ်ထောက်လက်ရင်တပ်ဖွဲ့ဝင်ကစစ်တပ်အရာရှိထံကိုတရင်ပေးဖို့ပြီးအနည်းဝန်းကျင်ကပြည်သူတွေကိုချင်းချောက်ဆဲဆိုငေါငန်းနေမှုတွေကိုလည်းတပိတ်ကော်မတီကတံပြန်မှတ်တမ်းရောက်နိုင်ခဲ့လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကလုံခြုံရေးအထက်တက်ဖြန့်ကျက်ထားတဲ့ကြားကနေဆရာနာရှင်စန့်ကျင်လှုပ်ရှားမှုကိုတင်ငန်းကျွန်းစံပြလှုပ်သားများတပိတ်ကော်မတီကအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ